ရှင်ဒီမှာတော့ကိုလက်ရှိ MNF ရေမှာဖတ်ထုတ်ထားတဲ့ကိုတင်ကြားနေတဲ့အကြောင်းကိုပြဖြစ်ပါတယ်။အတော့ညီမကို ACC တောင်းဝန်ပေးခဲ့တဲ့ပတ်သက်ပြီးတော့မှအဲရှယ်မင်းလုပ်ချင်တယ်ပေါ့နော်။အာဒီအကြောင်းမှာဆိုလို့ရှိရင်အာဝန်တော့စာပြေတဲ့ကုန်ရရပေါ့နော်ဒီ registration fees တွေ insurance fees တွေတွေ့ရမှာပတ်သက်ပြီးတော့အကြောင်းကအာကုညီဆောင်ရပေးရပေါ့အာပြီးတော့ဒီမှာဆိုလို့ရှိရင်က ါဆရာကျောင်းမကြီးဆိုလို့ရှိရင်လည်းဆေးရှည်လည်းရှိနေတင်စားဖြတ်ထားပြနိုင်တယ်။စာရေးပိုင်းကနားလည်းလို့ရှိရင်လည်းပေါ့နော်ချက်ချင်းပြန်ပြီးတော့မင်းနိုင်တယ်။တကယ်လို့အင်းရမနားမလဲလို့ဆိုလို့ရှိရင်လည်းဒီ Fiverr တို့ဒီ Telegram social platform ကနေမှတော့မင်းနိုင်တယ်ပေါ့နော်။ပြီးတော့ကျောင်းမတက်ဖို့ရှိတာက CPA exam center လည်းရှိရတဲ့အတွက်ကြောင့်မို့ဆောင်ရွက်ပြရင်ညမှာဆိုလို့ရှိရင်လည်းအဆင်ပြေရယ်လွယ်လည်းလွယ်ကူရယ်ပေါ့။အဲအဲ့တော့ဒီ NIFA ကိုလာတက်ချင်တယ်ဆိုလို့ရှိရင် online ticket campus ကိုပြပါရောက်ပြီးတော့မှတက်ဖို့အတွက်ညီမကတော့ recommend ပေးချင်ပါတယ်ရှင်။ မြန်မာကတော့အခုလက်အာအခုမှဆိုရရှင် NLA FFA ရဲ့ NLA FFA ရဲ့ ACC UK Part 1ကိုအောင်မြင်ခဲ့ပြီးတော့အခုလက်ရှိမှာတော့ ACC Part 2ကိုဆက်လက်တရားရေးပဲပေါ့နော်။ကျောင်းအဘေးဝန်ဆောင်မှုရဆိုမြန်မာတို့အရန်စီပြေးရပေါ့နော်။အာကျောင်းအဘာလိုပေးလဲဆိုတော့အာ ACC registration လုပ်ပေးတယ်ပြီးတော့ exam fee တွေကျောင်းအသွင်းပေးတယ်ပြီးတော့ချို့ air တွေကိုလည်းကျောင်းအဖြေရှင်းပေးရတဲ့ကြောင့်မလို့မြန်မာတို့ကစာအုပ်ပို့ပြီးတော့အာဆက်နိုင်တာပေါ့နော်။ကျောင်းက CV စင်တာရှိတာအရန်စင်ပြေးရလို့ပြောရမှာဗျာ။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဆောင်းဝဲဖြီမဲ့နေမှာကိုကြိုက်တဲ့အချိန်ကဆောင်းဝဲကြီးတွင်ပြီးတော့ဖြီလိုက်လို့ရတယ်ပေါ့နော်အဲပောက်ဝမ်းမှာအထူးကြတဲ့အချက်ကတော့ကျောင်းက CV center မှာကိုကြိုက်တဲ့အချိန်မှာဖြီလို့ရတာမိုက်တယ်လို့ပြောရမှာဗျာအဓိကကတော့ကိုစားရနေဖို့လိုတာပေါ့ဗျာ